မင်္ဂလာပါခင်ဗျာအာကျွန်တော်ဒီနေ့တင်ပေးမှာတော့ကျွန်တော်ဖေးဖို့နဲ့ပေါ့ခင်ဗျာပတ်စံရှာနေတဲ့သူတိုင်းပေါ့ခင်ဗျာအဲမဖြစ်မနေတိထားတဲ့နဲ့အချက်ကလေးတစ်ချက်ကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာအလားတော့ကျွန်တော်တို့ကိုတင်လိုက်တဲ့ content ဟာပေါ့ခင်ဗျာကျွန်တော်တို့ပုံနေစာတွေဗီဒီယိုတွေဟာပေါ့ခင်ဗျာအာကျွန်တော်တို့ copy တိုင်းလွတ်လားမလွတ်ဘူးလားဆိုတာကြည့်ကြည့်ရင်ပေါ့ခင်ဗျာအာဘယ်လိုပြန်ကြည့်ရမလဲဆိုတဲ့နေ့လေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာ အဲကျွန်တော်တို့အဲ့လိုပြန်ကြည့်ဖို့အတွက်ကျွန်တော်တို့ပထမဆုံးအနေနဲ့ပေါ့ခင်ဗျာကျွန်တော်တို့ကိုယ် account ရဲ့ဒီမှာ profile ပေါ့ခင်ဗျာကျွန်တော်တို့ Facebook account ဆိုလဲဒီမှာ Facebook account profile အဲကိုက pay နဲ့ပတ်စံရှာနေရဆိုရင်လည်းကျွန်တော်တို့ pay ရဲ့ profile ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာအဲကျွန်တော်တို့ဒီမှာ profile ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်နေဝင်ပြီးရင်တော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာ professional dashboard ထဲကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာအာကျွန်တော်တို့ကဒီမှာ professional dashboard ထဲကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ် နှိမ့်ဝင်ပြီးတော့ကျွန်တော်ဒီအပေါ်မှာပေါ့ခင်ဗျာကျွန်တော်တို့ကဒီမှာ modernization ဆိုတဲ့အဲကိုတစ်ချက်နှိမ့်ဝင်လိုက်ပါမယ်ခင်ဗျာအာကျွန်တော်တို့ကဒီမှာ modernization ဆိုတဲ့အဲကိုတစ်ချက်နှိမ့်ဝင်လိုက်ပါမယ်အဲ modernization နဲ့ကိုတစ်ချက်နှိမ့်ဝင်လိုက်ပါမယ်ခင်ဗျာနှိမ့်ဝင်ပြီးတော့ကျွန်တော်ဒီအောင်နာလေးမှာပေါ့ခင်ဗျာကျွန်တော်ဒီအောင်နာလေးမှာကျွန်တော်တို့ကဒီမှာအာ content modernization နဲ့ကိုတစ်ချက်ဝင်လိုက်ပါမယ်ခင်ဗျာ အခုကတော့ကျွန်တော်ကွန်နက်မော်နိုင်စေခြင်း ACN ဆက်အပ်ပေါ့ခင်ဗျာပွင့်ပြီးသားသူတွေပဲကြည့်လို့ရမှာဖြစ်ပါတယ်ခင်ဗျာအာမပွင့်သေးတဲ့သူတွေကတော့ကြည့်လို့မရဘူးပေါ့ခင်ဗျာအာကျွန်တော်ကွန်နက်မော်နိုင်စေခြင်းနဲ့ဟိုတစ်ချက်နှိမ့်ဝင်လိုက်ပါမယ်ခင်ဗျာနှိမ့်ဝင်ပြီးရင်တော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာအာကျွန်တော်တို့ကဒီမှာ you are any position ဆိုတဲ့အထက်ကိုတစ်ချက်နှိမ့်ဝင်လိုက်ပါမယ်ခင်ဗျာဒီမှာ you are any position ဆိုတဲ့အထက်ကိုတစ်ချက်နှိမ့်ဝင်လိုက်ပါမယ် နေဝင်ပြီးရင်တော့ကျွန်တော်ဒီမှာပေါ့ခင်ဗျာဒီမှာအာကွန်တန့်ပေါ့ခင်ဗျာကွန်တန့် originality ဆိုတဲ့အထက်ကိုတစ်ချက်နှိမ့်ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာအာကွန်တန့် originality ဆိုတဲ့အထက်ကိုတစ်ချက်နှိမ့်ဝင်လိုက်ပါမယ်ကျွန်တော်ဒီတဲ့ကိုနှိမ့်ဝင်လိုက်ပါမယ်ခင်ဗျာ နေဝင်ပြီးရင်တော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာဒီနေရာမှာကျွန်တော်တို့ကတရားရာဂိုင်နှုန်းပေါ့ခင်ဗျာဒီမှာတရားရာဂိုင်နှုန်း100%ဖြစ်နေရမှာဖြစ်ပါတယ်ခင်ဗျာအာကိုကတကယ်လို့ပါဆင့်နဲ့ညော့နေတယ်ဥမာ60 80ပေါ့ခင်ဗျာအဲ့လိုရာဂိုင်နှုန်းတွေညော့နေတယ်ဆိုရင်တော့ကိုတင်နဲ့ကွန်တက်နေရပေါ့ခင်ဗျာအာကော်ပီတိုက်တိတ်မလွတ်ချင်မှုဆိုတဲ့သဘောမျိုးဖြစ်ပါတယ်ခင်ဗျာအဲ့ဆိုရင်တော့ကိုကပေါ့ခင်ဗျာအာကွန်တက်နေကိုတင်တဲ့အခါမှာအာဂီယူဒီဇိုက်တင်ဖို့အရေးကြီးပါတယ်ခင်ဗျာ ငါဒီနေရာမှာကျွန်တော်တို့ကဒီမှာအာတရားကြခိုင်နှုံးဖြစ်နေဖို့အရေးကြီးတယ်ပေါ့ခင်ဗျာအာအခုကတော့ကျွန်တော်တို့ကိုတင်လိုက်တဲ့ content မျိုးပေါ့ခင်ဗျာ copy တိုက်လွတ်လားမလွတ်ဘူးလားဆိုတာအာကျွန်တော်တို့ပြန်ကြည့်ခြင်းဘယ်လိုပြန်ကြည့်ရမလဲဆိုတဲ့နည်းလေးကိုကျွန်တော်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ